ကဘာပေါ်ကလျှို့ဝှက်ဆဲကျဲစုံနေရာတစ်ခုကိုပြပါဆိုရင်ဘယ်နေရာလို့မိတ်ဆွေတို့ထင်ပါသလဲကျွန်တော်ကတော့အလွန်ကံပြားဆန်ပြီးလျှို့ဝှက်ဆဲကျဲလာတဲ့အာရှရဲ့နှလုံးသားလို့တင်စားခေါ်ဝေါ်ကြတဲ့နေရာစမ်းတစ်ခုအကြောင်းကိုပြောပြချင်ပါတယ် အဲ့ဒီနေရာကတော့ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေတော်တော်များများသိကြတဲ့ဝိဇားဇော်ကြီးတပတိတို့ပြောမှုရာ ရှန်ဗဲလာသို့မဟုတ်ရှန်ဂရီလာဆိုတဲ့နေရာပဲဖြစ်ပါတယ်။ရှန်ဗဲလာဆိုတာဟာရှီဟောင်းတိဘက်ဘာသာစကားကနေဆင်းသက်လာပြီးအေဂျန်တဲ့နေရာ၊စိတ်ငြိမ်တဲ့နေရာ၊တန့်စင်တဲ့နေရာလို့အဓိပ္ပာယ်ရပါတယ်။ကမ္ဘာအနှံပြားမှာရှန်ဗဲလာကိုနာမည်မျိုးမျိုးနဲ့ခေါ်ဝေါ်ကြပါတယ်။ဟိန္ဒူကျမ်းစာတွေရရှန်ဗဲလာကိုအီရီယာဘာသာလို့ခေါ်ပါတယ်။အဓိပ္ပာယ်ကတော့ပေါင်းမြောက်သူတို့ရဲ့နေရာလို့အဓိပ္ပာယ်ရပါတယ်။ ဗိရှနုပူရနာအရာရှန်ဗဲလာဟာဗိရှနုဖျားနောက်ဆုံးအဝတာရအဖြစ်ဝင်စားတဲ့ခယ်ခီရဲ့မွေးရမြေးလိုဟိန္ဒူဘာသာဝင်တွေကယုံကြည်ကြပါတယ်။တရုတ်ယူဆရတော့ရှန်ဗဲလာကိုရှီတီအန်လို့ခေါ်ပြီးရှီဝမ်မြူရဲ့အနောက်ဘက်ကောင်းကင်ဘုံလို့ထိပယ်ရပါတယ်ခင်ဗျာ။ဒါရီမကားသေးပါဘူးရုရှားလော်ဂီပညာရရှန်ဗဲလာကိုဘလာဘွိုက်ဒီသို့မဟုတ်ခင်တန်းဆော့အဖိုနာအဖိုနာတိုင်းမီလို့ခေါ်ကြပါတယ်လော်ဂီပညာပေါရောက်သူတွေသာရောက်နိုင်တဲ့နေရာပဲဖြစ်ပါတယ် ကျွန်တော်တို့မြမလော်ကီပညာမှာလဲရှန်ဗဲလာကိုမဟာမြိုင်လို့ခေါ်ကြပါသေးတယ်။ဝိဇာဇောကြီးတပတိတို့ပြောမှုရာမဟာမြိုင်တသိန်းစခန်းဆိုတာဟာဒီရှန်ဗဲလာကိုပဲဆိုလိုတယ်လို့မြမလော်ကီပညာရှင်တွေကတော့လက်ခံထားကြပါတယ်။ရှန်ဗဲလာကျောင်းကိုအဓိကဖော်ပြထားတဲ့ကျမ်းစာတွေကတော့တိဘက်မဟာယာနဗုဒ္ဓဘာသာကျမ်းစာတွေဖြစ်ကြတဲ့ကာလာချက်ကရတန်ထရာကျမ်းစာနဲ့ဂျွန်ဇူးကျမ်းစာတို့ပဲဖြစ်ပါတယ်။ ခါလာချက်ခရာတန်ထရာကျမ်းစာဟာတိဘက်ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုမှာအထွတ်အမြတ်ထားတဲ့ကျမ်းတစ်စောင်ဖြစ်ပါတယ်။ဒီကျမ်းဟာဆိုရင်ရှန်ဗဲလာရဲ့အုပ်ချုပ်သူစန်ဒရာရဲ့တောင်းဆိုမှုအရဗုဒ္ဓကိုရော်တိုင်းရှန်ဗဲလာမှာဟောကြားခဲ့တဲ့ကျမ်းတစ်စောင်ပဲဖြစ်ပါတယ်ခင်ဗျာ။တကယ်သာရှန်ဗဲလာဆိုတဲ့နေရာဒီကဘာပေါ်မှာရှိနေတယ်ဆိုရင်အဲ့ဒီနေရာဟာဘယ်နေရာများဖြစ်နိုင်မလဲ။ ရှန်ဖဲလာတကယ်တည်ရှိနေကြောင်းကိုမဟာယာနဗုဒ္ဓဘာသာကျမ်းစာတော်တော်များများနဲ့ကမ္ဘာအနှံပြားကလောကီပညာကျမ်းတွေမှာသေချာဖော်ပြထားပေမဲ့ရှန်ဖဲလာရဲ့ဒီနေရာကတော့ဒန္တာယီသဖွဲဖြစ်နေပါသေးတယ်တချို့ကတော့ရှန်ဗဲလာဟာဟီမလီယားလို့ခေါ်တဲ့ဟီမွန်တာတောင်တန်းရဲ့တနေရာမှာရှိနေနိုင်တယ်လို့ယူဆကြပါတယ်။တချို့ကလည်းအိန္ဒိယနိုင်ငံပန်ချက်ပြည်နယ်အတွင်းမှာလျှို့ဝှက်စွာတည်ရှိနေတယ်လို့ယူဆနေသူတွေလည်းရှိကြပါတယ်။ ဒါပေမဲ့တူသေးသနာပညာရှင်တွေကတော့ရှေးဟောင်းကျန်းစာတွေရရှန်ဗဲလာဟာဟီမွန်တာတနီယာမှာ ရှိနေနိုင်တယ်လို့နှိစက်ဆုံးယူဆထားကြပါတယ်။ခါလာချက်ခရကျန်းစာမှာလည်းရှန်ဗဲလာရဲ့ဝင်ပေါက်ဟာဟီမွန်တာတောင်ထဲရဲ့တောင်ထုတ်တစ်ခုဖြစ်တဲ့ခိုင်လတ်တောင်ထုတ်ရဲ့အနီးနားမှာရှိနေတယ်လို့ဖော်ပြထားပါတယ်။ခိုင်လတ်တောင်ထုတ်မှာလျှို့ဝက်ဂူလန်းကျောင်းတစ်ခုရှိပြီးအဲဒီဂူလန်းကျောင်းဟာရှန်ဗဲလာရဲ့ဝင်ပေါက်ဖြစ်ပါတယ်တဲ့။ ဒါအပြင်ရတီးလို့ခေါ်တဲ့နှင်းလူကြီးတွေကလည်းရှန်ဗဲလာရဲ့ဝင်ပေါက်ကိုစောင့်ရှောက်နေတယ်လို့ကျမ်းတွေမှာပါနေပါတယ်။ဒါကြောင့်ရှန်ဗဲလာဟာမြေပြင်ပေါ်ကနေရာတစ်ခုဆိုတာထက် Underground City လို့မျိုးမြေအောက်မြို့တော်ကြီးတစ်ခုအဖြစ်လျှို့ဝှက်တည်ရှိနေလို့သာရှာမတွေ့ကြတာဖြစ်တယ်လို့သူတေတီတွေကတော့ယူဆထားကြပါတယ်။နောက်ပြီးထူးဆန်းတာတစ်ခုကခိုင်လတ်တောင်ထုတ်ဟာကဘာပေါ်မှာ UFO ရင်မြန်တွေနဲ့ဆက်ဆက်နေတဲ့နေရာတွေတဲကတစ်ခုပဲဖြစ်နေပါတယ်။ ဒေသခံတိဘက်လူမျိုးတွေရဲ့ပြောပြချက်အရခိုင်လတ်တောင်ထုပ်အနီးတစ်ဝိုက်မှာအမျိုးအမည်မသိပြန်တန်းနေတဲ့ UFO ယင်းပြန်တွေကိုမကြာခဏတွေ့ကြရပါတယ်။ဒီချင်းရာတွေကိုကြည့်ချင်းအဖြစ်ရှယ်ဗဲလာမှာနေတဲ့သူတွေဟာဂျိုသားတွေ UFO တွေနဲ့ဘလို့များဆက်ဆက်နေမလဲ။ဒါမှမဟုတ်ဂျိုသားတွေလို့ကျွန်တော်တို့ထင်နေကြတဲ့သူတွေဟာရှယ်ဗဲလာမှာနေတဲ့အဆင့်လွန်လူအဖွဲ့အစည်းတခုကသူတွေများလားဒါတွေကလည်းစိတ်ဝင်စားပွဲကောင်းနေပါတယ် နောက်ပြီးသူတေသနာပညာရှင်တွေရဲ့စမ်းသပ်ချက်တွေအရ Kailash တောင်ထိုးပေါဝင်ခြင်းဟာဘာကြောင့်မှမသိဘဲရေဒီယိုတက်ထုကြွနေပါတယ်။ဒါကြောင့်တောင်ပေါ်မှာလူတွေကြာရှည်စွာနေလို့မရပါဘူးတဲ့။ယာဒီဥရုကလည်းအေးခဲပြီးစိုးဝါးလွန်းလာတာကြောင့်ရှယ်ဖဲလာရဲ့ဝင်ပေါက်ကိုရှာဖွေဖို့တေချာသူတေသနာမလုံနိုင်ကြပါဘူးခင်ဗျာ။လောကီပညာကျမ်းတွေရတော့ရှန်ဘဲလာဆိုတဲ့နေရာဟာစိတ်နှလုံးမုံမြတ်သူတွေသာနေလို့ရတဲ့နေရာတစ်ခုဖြစ်တယ်လို့ဆိုပါတယ် မေတ္တာတရားအသိဉာဏ်ပညာတို့နဲ့လွှမ်းခြုံထားတဲ့မအိုမနာမသေးသူတိတ်တိရှင်တို့ရဲ့ဘုံဌာနသို့မဟုတ်တောက်ပနေတဲ့ဝိညာဉ်တို့နဲ့တက်ရှိနေဖရားတို့ရဲ့တိုင်းမြကြီးလို့ဖော်ပြထားကြပါတယ်။တိတ်တိရှင်မဟိတ္တိရှင် living core ရဲ့နေရာဖြစ်တာကြောင့်လဲလောဘဒေါသများတဲ့တဏ္ဍာလူသားတွေရှာမတွေ့နိုင်မဲ့ဖုံးကွယ်နေတာဖြစ်တယ်လို့လောကီပညာရှင်တွေကဆိုကြပါတယ်။ သိပ္ပံပညာရှင်တွေတုတေသနပညာရှင်တွေအနေနဲ့ရှန်ဗဲလာရဲ့ဒီနေရာကိုကမ္ဘာမြေပုံပေါ်မှာတေချာမထောက်ပြနိုင်သေးသေးတွေကတော့ရှန်ဗဲလာဆိုတဲ့နေရာဟာကမ္ဘာပေါ်ကလျှို့ဝှက်စမ်းကြယ်ဆုံးနေရာတစ်ခုဖြစ်ဆက်လက်တည်ရှိနေဦးမှာကတော့အသေးချာပဲဖြစ်ပါတော့တယ်ခင်ဗျာ။